ားလုံးပဲမင်္ဂလာပါခင်ဗျာ YC ရဲ့ Tuesday Podcast အစီအစဉ်လေးရနေပြီ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ You Center ရဲ့ Founder တီချေဝီရဲ့လက်ရှိကိုရောက်နေတဲ့နေရာဒီလွန်ခဲ့တဲ့9နှစ်ကကိုရောက်အောင်ရှောက်ခဲ့တဲ့နေရာဖြစ်တဲ့ဆိုတော့ Sharing Story နဲ့ပတ်သက်ပြီးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလက်ရှိမှာရှိနေတဲ့ဝင်ငွေအရေးအချင်းအလို့အကန့်လက်ရှိမှာရောက်နေတဲ့ဘဝအခြေအနေဒါတွေအားလုံးဒီ လွန်ခဲ့တဲ့၅နှစ်ကကိုကိုတိုင်းစိုက်ပျိုးထားခဲ့တဲ့အသည့်အပွင့်တွေဖြစ်တယ်။လွန်ခဲ့တဲ့၅နှစ်ကကိုကမကြိုးစားခဲ့ရင်လွန်ခဲ့တဲ့၅နှစ်ကကိုကမလေးလာခဲ့ရင်လွန်ခဲ့တဲ့၅နှစ်မှာဘဝကိုတေချာစနစ်တကျမဖြတ်တန်းခဲ့ရင်လက်ရှိကိုအချိန်ကြီးကကောင်းနေမှာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒါထက်အရေးကြီးတာက အခုကစပြီးကိုမသေးလို့နေရအောင်မယ်ဆို နောက်၅နှစ်ဆိုတာတေချာပေါ့ ရောက်လာပါလိမ့်မယ်။အခုကစပြီးနောက်၅နှစ်မှာ ကိုဘဝအခြေအနေတစ်ခုကိုဘယ်လိုရှိနေခြင်းမှန်းလဲ။အခုကစပြီးနောက်၅နှစ်မှာကိုဝင်ဝင်အခြေအနေဘယ်လိုရှိစေခြင်းလဲ။အခုကစပြီးနောက်၅နှစ်ဆိုတဲ့အချိန်တစ်ခုရောက်လာတဲ့အခါကိုကဘယ်လိုအသေးပွင့်မျိုးတွေကိုရိပ်သိမ်းခြင်းတာလဲ။နောက်၅နှစ်မှာကိုရိပ်သိမ်းလို့တဲ့အသေးအပွင့်တွေကို ဒီနေ့ကစပြီးမျိုးစေ့ချစိုက်ပျိုးသွားရမှာဖြစ်ပါတယ်။အဲဒါကြောင့်နောက်၅နှစ်မှာချမ်းသာခြင်းနဲ့ချမ်းသာခြင်းနဲ့ဝင်ဝင်ကောင်းခြင်းနဲ့တော်ခြင်းနဲ့ဆိုရင်ဒီနေ့ကစပြီးနေ့တိုင်းနေ့တိုင်းကိုချမ်းသာဖို့စိတ်ချမ်းသာဖို့စိတ်ချမ်းသာဖို့လေးကျင့်ကောင်းတွေကိုပြုစုပြောင်းထောင်မှုလိုအပ်ပါတယ်။လေးလာသိယုံမှုတွေ နေ့စဉ်ရှိနေဖို့လည်းလိုအပ်ပါသေးရဲ့အလုပ်စူးစမ်းနေဖို့လည်းလိုအပ်ပါတယ်ကိုရောက်ချင်တဲ့နေရာကို ပို့ပေးနိုင်တဲ့စနစ်ကျတဲ့နေ့စဉ်ဘဝနေထိုင်မှုတစ်ခုကိုတည်ဆောက်သွားဖို့လည်းလိုအပ်ပါသေးရဲ့အဲ့ဒါဆိုရင်နောက်၅နှစ်မှာကျန်းမာလိမ့်မယ်ချမ်းသာလာလိမ့်မယ်နောက်ပြီးနေပဲတစ်ခုမှာဆရာတစု ဖြစ်လာပါလိမ့်မယ်စူးစမ်းအားထုတ်မှုရလဒ်တွေဟာ တနေ့ရချင်း အောင်မြင်မှုဆိုတာမျိုးကိုသိမမြင်ရပါမယ်။နှစ်ဆိုတဲ့အချိန်ကာလမှာတော့ရှုံလုံးအပြည့်ပေါ်လာမှာဖြစ်ပါတယ်။နေ့စဉ်ကိုရိုက်ပြိုးထားတဲ့ကိုစိုက်ပြိုးထားတဲ့အတိုင်းကိုသာကိုရိပ်ရမယ်အချိန်ဆိုတာတရားပေါ်ပြောင်းလာမှာဖြစ်တယ်။ကိုတိဆောက်ခဲ့တဲ့အကြောင်းရင်းတိုင်းကကိုဖြစ်လာမှာဖြစ်ပါတယ်။အနာကအကျိုးကောင်းအောင် အခုကစပြီးကိုဘလို့အကြောင်းအရာတွေကိုတိဆောက်မလဲ။ ဆိုတာနဲ့ပတ်သက်ပြီးအာယုံအတိကျဆိုင်ပြီးဘဝကိုဖျက်သားမှာမသေးလို့နေရအောင်မယ်ဆိုရင်နောက်၅နှစ်ဆိုတာတေချာပေါက်ရောက်လာပါလိမ့်မယ်အခုနေရာဒီလေလက်ရှိ ကိုရောက်နေတဲ့နေရာဒီလွန်ခဲ့တဲ့၅နှစ်ကကိုရရအောင်ရှောက်ခဲ့တဲ့နေရာဖြစ်တယ်ဆိုတာလေးကိုပြန်လည်ပြောကြရင်ဒီတစ်ပတ် podcast season လေးကိုဒီမှာပဲရှင်းနာလိုက်ရပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ thank you